ီနေ့မှာတော့ခန်းခန်းနားနားနဲ့ luxury တိုက်ပုံစံအင်္ဂလိပ်တစ်လုံးနဲ့မိတ်ဆက်ပေးသွားမှာပါအင်္ဂလိပ်အင်္ဂလိပ်ကမြောက်တကုံ29ရပ်ကွက်ပြည်တော်စုလမ်းမကြီးဓာတ်ပေါက်မှာရှိပါတယ် let's go အင်းလေးရဲ့ခြံတကားကိုသူကဆွဲတကားလေးနဲ့လှုပ်ပေးထားပါတယ်။ကားပါကင်အတွက်လည်းသူကနေရာကလုံလုံလောက်လောက်ကိုကျဲပါတယ်။ဒီဘက်မှာလည်းဒစီရက်လို့ရပြီးတော့ရှောက်လမ်းမှာလည်းရက်လို့ရတဲ့အနေထားလေးပါ။သူရဲ့ဒီဘက်ခြမ်းမှာဆိုရင်လည်းနောက်ထပ်ပေါ့နော်ခြံတကားအပေါက်တစ်ပေါက်ရှိပါသေးတယ်။ဒါကြောင့်ကားကားပါကင်အတွက်ကား၃၄စီးလောက်ကတော့အေးဆေးရက်လို့ရတဲ့အနေထားလေးပါရှင့်။အင်းနဲ့တွေ့ကြရအောင်နော်။ ိမ်လေးက living area လေးကလည်းတော်တော်လေးကိုကျဲပါတယ်ဘေးဘက်မှာဆိုရင်လည်းမှန်လေးတွေရှိတဲ့အတွက်အလင်းရောင်ကကောင်းကောင်းလေးကိုရပါတယ်ဒီဘက်ခြမ်းမှာဆိုရင်လည်း master room တစ်ခန်းရှိပါတယ် master room ကလည်းတော်တော်လေးကိုကျယ်ပြီးတော့ဘေးဘက်မှာဆိုလည်းမှန်လေးရှိတဲ့အတွက်အလင်းရောင်ကောင်းပါတယ်ဒီဘက်မှာဆိုရင်ရေချိုးခန်းအိမ်သာပေါ့နော်ရှိပါတယ်တိုင်းလက်ရေချိုးခန်းထဲမှာဆိုရင်လည်းဘတ်တက်လေးပါရဲပေါ့နော်ဒီခန်းလေးကနောက်ထပ်ဘေးဘက်မှာဆိုရင်လည်း ီဘက်မှာဆိုရင်ပေါ့နော်အာ dining room လေးပါဒီဘက်မှာကတော့ kitchen kitchen လေးရှိပါတယ် kitchen လေးမှာဆိုရင်လည်းအဲအလင်းရောင်ကောင်းကောင်းရပါတယ်ဒီဘက်မှာလည်း cash peanut တွေထားပေးထားတဲ့အတွက်တော်တော်လေးကိုအဆင်ပြေပေါ့နော်ဒီဘက်ချမ်းမှာအာ twin lens နဲ့ရေချိုးကန်လေးရှိပါတယ်ဒီဘက်ချမ်းမှာဆိုရင်တော့ store room လေးရှိပါတယ်ရှင် နောက်ထပ်အပေါ်ဓာတ်လေးကိုတက်ကြည့်လိုက်မယ်နော်အပေါ်ဓာတ်ဒီဒုတိယထပ်လေးရဲ့ဒီဘေးဘက်ခြမ်းလေးမှာဆိုရင်လည်း master room တစ်ခန်းရှိပါတယ် master room အခန်းလေးတွေကတော့ဗောနောပုံစံလေးကတော့အတူတူတွေပါပဲဘေးနားမှာလည်းပရင်းပေါက်လေးရှိရအတွက်အလင်းအောင်ကောင်းကောင်းရပါတယ်ဒီဘက်မှာရေချိုးကန်အင်တာရှိရဗောနောဒီဘက်မှာက store room လေးရှိပါတယ် ။နောက်ထပ်သူ့ရဲ့မျက်နှာချင်းဆိုင်အခန်းလေးကလည်း master room လေးပါပဲ။ဒီ master room လေးကလည်းပုံစံကတော့အတူတူလေးတွေပါပဲ။ဒီဘက်မှာရေချိုးကန်တိုင်လန့်ရှိပါမယ်။ဒီရေချိုးကန်လေးကလည်းဘတ်တက်လေးနဲ့လုပ်ပေးထားပါဗျ။ ဒီဘက်မှာဆိုရင်တော့ living area လေးရှိပါတယ်။သူ့ရဲ့ living area လည်းတော်တော်လေးကိုကျယ်ပါတယ်။အဲဘောနော်ဘေးနားမှာဆိုလည်းမှန်လေးနဲ့လုပ်ပေးထားတဲ့အတွက်အလင်းရောင်ကောင်းကောင်းလေးဝင်ပါတယ်။ဒီဘက်မှာဆိုရင်တော့ veranda ကိုတွားလို့ရတဲ့ပြတွင်းပေါက်လေးရှိတယ်။ randa လေးကလည်းတော်တော်လေးကိုကျဲပါတယ်ဒီ randa လေးကိုလည်းပေါ့เนาะကြွေပြားလေးတွေအဖြူအောင်ခင်းမိထားတဲ့အတွက် lighting လေးကိုလည်းတော်တော်လေးကောင်းကောင်းရပါတယ်ရှင် ရန်ဒါတဲ့ကဝင်လာပြီဆိုတာနဲ့ဒီတော့เนาะစီလင်ရဲ့အဲအလှမီးပန်းလေးတွေကလည်းလက်ဆွေဆန်ပြီးတော့တော်တော်လေးကိုလှပါတယ်ဒီဘက်ကလေကားလေးတွေကလည်းပေါ့เนาะကျွန်းနဲ့ပြုတ်လုထားပြီးတော့လက်ရည်တွေကတော်တော်လေးကိုပြောင်မြောက်ပါတယ်စေတားလေးတွေကလည်းတင်းပြီးတော်တော်လေးကိုလှပါတယ်ရှင့်လေကားကလည်းတက်လာပြီဆိုတော့ကားစီလင်ဟိုက်ကလည်းတော်တော်လေးကိုမြင်တဲ့အတွက်အလင်းဝင်အားကလည်းကောင်းပါတယ် ဒီဘက်ချမ်းပါဆိုရင်တော့ master room လေးရှိပါရှင် master room ခန်းနေရာပေါ့နော်အာသူ့ရဲ့ခန်းနေရာပုံစံတူတွေကြီးပါပဲရှင်ဒီဘက်ချမ်းမဆိုလဲနောက်ထပ် master room တစ်ခန်းရှိပါတယ် master room ခန်းနေရာအကုန်လုံးအတူတူပုံစံတူတွေကြီးပဲပြုတ်လုပေးထားတာပါနောက်ထပ် veranda လေးတစ်ခုထပ်ရောက်လာပါပြီဒီ ရဲ့ render လေးတွေအကုန်လုံးပေါ့နော်ကြည်ပြားဖြူလေးခင်းမိထားတာပါဒီဘက်မှာဆိုရင်တော့အပေါ်ကိုတက်ဖို့အတွက်ကြောင်လင်လှေကားလေးရှိပါမယ်ကြောင်လင်လှေကားကလည်းတခြားကြောင်လင်လှေအားနဲ့မတူဘဲနဲ့တော်တော်လေးကိုခိုင်ခန့်ပြီးတော့တည်တတ်ပါတယ်ဒီအိမ်လေးကိုစိတ်ဝင်စားတဲ့ဆိုရင် PSN Property ကိုအခုပဲဆက်သွယ်လိုက်ပါရှင်